ဂျီနုံတီကြီးကိုအသုံးပြုနေတဲ့သူတွေဆိုလို့ရှိရင်မဖြစ်မနေ install လုပ်တဲ့နဲ့ software ရှိတယ်။အဲ့ဒီအထက်ကမှကျတို့ theme တွေ change တာတွေဆိုလို့ရှိရင် desktop environment ကို change ချင်တာပေါ့နော်။ကိုယ်ပိုင် customize လုပ်ချင်တဲ့အခါမျိုးမှာမဖြစ်မနေ install လုပ်ရတဲ့ tools တခုရှိတယ်။အဲ့ဒါတော့ trick 2ပါ။အဲ့တော့သူ့ကိုကျွန်တော်မန်ဂျာကိုတုံးတာဖြစ်တဲ့မန်ဂျာမန်ဂျာကို installation လုပ်ပြီးတာနဲ့သူကတခါတည်းပါပြီးသား။ appearance မှာကျွန်တော်တို့က themes တွေလာပြီးတော့ change လုပ်ရတယ်။အကဲအမြဒီလို twist 2ကမရှိဘူးဆိုလို့ရှိရင် installation လုပ်ပေးရတယ်။ကျွန်တော် manjaro မှာတော့ package management tools ဖြစ်တဲ့ pacman နဲ့ install လုပ်တယ်ပေါ့နော်။ sudo ဒါဆိုရင် gnome tweak ပေါ့နော်။အဲ့တော့ကိုသုံးနေတဲ့ linux distribution က ubuntu တို့လို debian based တွေဆိုလို့ရှိရင် apt နဲ့ကြည်လို့ရတယ်။ကျွန်တော် rpm based တွေဆိုလို့ရှိရင် dnf နဲ့ကြည်လို့ရပါတယ်။ အားလုံးဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်